UEC ရဲ့မဲဆင်းထုတ်ပြန်မှုတွေမှားယွင်းမှုများပြားနေတဲ့အပေါ်ရွေးကောက်ပွဲဝင်ပြန်ကြမဲ့နိုင်ငံရေးပါတီတွေဘက်ကစိုးရိမ်မှုတွေရှိနေပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါရရှင်။၂020ရွေးကောက်ပွဲမှာမဲဆင်းမှားယွင်းမှုတွေကနေသစင်းမဲပဒမမှုတွေရှိခဲ့တယ်လို့ကြောင်းပြပြီးစစ်တပ်ကနိုင်ငံတော် အာဏာကိုသိမ်းယူခဲ့ပြီးမဲ့သူတို့ပြန်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပထမဦးဆုံးအကြိမ်ထုတ်ပြန်တဲ့မဲဆင်းတွေဟာလည်းအမှားများစွာပါဝင်နေတဲ့အတွက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။အခုထုတ်ပြန်လိုက်တဲ့မဲဆင်းရင်းတွေမှာမဲပေးပိုင်ခွင့်ရှိတဲ့သူတွေမဲဆင်းမပါတာတွေရှိသလိုတေဆုံးနေတဲ့သူတွေဟာလည်းမဲဆင်းမှာပါနေတာကြောင့်ဒါတွေကိုတေချာပြန်မစစ်စစ်နိုင်ရင်2025ခုနှစ်နှစ်ကုန်မှာပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ်စိုးရိမ်မိတယ်လို့ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေကပြောပါတယ်။ဘာလို့လဲဆက်ကတ်တာလဲဆရာကြီး။ကျွန်တော်တော့ငကြိမ်တော့ဘောကတော့ငကြိမ်ကတ်တယ်စတက်ပြီးကတ်တယ်အခုတော့ဘယ်လိုကောက်မသိသေးဘူး။ အဲ့တော့နောက်ဆုံးအချိန်ကြီးတော့ကျွန်တော်ကစောင့်ကြည့်ရမယ်သဘောတော်ပါရှင်အတီးလို့ပြောပြီးတဲ့အချိန်မှာတော့အဲ့ဒီစားခုနပြောဖြစ်လာတယ်ဖြစ်တယ်ဆိုမဲပြီးတဲ့ပုံမှာပဲဟိုဒီပဲလေအခုကမဲပြီးတဲ့စနစ်ဒီပါလေအပြောင်းလဲရှိတယ်မရှိဘူးဆိုတဲ့ကိစ္စတွေအခုကမဲပြီးတော့အရင်လိုမရှိအောင်ဆိုတဲ့အကြောင်းတို့တို့ပြောပြီးတော့စနစ်ကြတော့သူလုံနေတာပဲမဲပြီးပြီးတဲ့နောက်မှပဲကျွန်တော်တို့ဓာတ်တွေကတော့ဒါတရားနဲ့မတရားဘူးဆိုတာဆုံးဖြတ်ကြတဲ့ကိစ္စအခုက ကြည့်ရလို့အချင်းအောင်လို့သူတို့အသေးစိတ်တော့လုပ်နေရတော့အနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်တဲ့မဲဆင်းတွေကိုတွားရောက်စစ်ဆေးကြည့်တဲ့အခါမှာလူ900မှာလူ300ရဲ့မဲဆင်းတွေကမှားယွင်းနေပြီးရက်ကွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုဝင်တွေတောင်မဲဆင်းမှာပါမလာပဲမဲဆင်းကွာဟမှုတွေကများလုံးနေတာကြောင့်ပြန်ပြင်းနိုင်မှုတပတ်ပဲအချိန်ရှိတော့တယ်လို့ကြန့်ခန့်ရေးပါတီဝင်ဘူလက်လှဆွေကသူ့ရဲ့ Facebook ကနေသတင်းပြောဆိုပါရတယ်။2020ရွေးကောက်ပွဲလို့မဖြစ်အောင် 2025ခုနှစ်ရွေးကောက်ပွဲကိုမှန်ကန်တိကျအောင်ဆောင်ရွက်သွားမယ်လို့ UEC ဥက္ကဋ္ဌစစ်ဘူဂျုံငင်းစာတန်းဆူကမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့ပြီးမဲမဲစင်းတွေထုတ်ပြန်တဲ့အခါမှာတော့မှားယွင်းနေတာဖြစ်ပါတယ်။အခုလိုမဲစင်းတွေမှားယွင်းမှုတွေရှိနေတာဟာရွေးကောက်ပွဲကော်မရှင်ကအလုံးမလုပ်တာကြောင့်လို့စံခံရေးပါတီပုပ်ပါသူရီမျိုးနယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလှဆွေကဝေဖန်ပါတယ်။ရွေးကောက်ပွဲကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေနဲ့လှုပ်ဆောင်ချက်တွေဟာ လက်တွေ့မှာကြတာကြောင့်နိုင်ငံရေးပါတီတွေနဲ့တွဲဆုံချိန်တိုင်းမှာထောက်ပြပြောဆိုခဲ့ပေမဲ့လက်ခံဆောင်ရွက်မှုမျိုးမရှိခဲ့ဘူးလို့လည်း88မျိုးဆက်ចောင်းသားလူငယ်များပြည်တော်စုမြန်မာနိုင်ငံပါတီဥက္ကဋ္ဌကလည်းပြောပါရယ်ပြောပြန်တော့လည်းရံများတာပဲရှိတယ်ကိုရီးယားဘာပဲဖြစ်ဖြစ်ပေါ့နိုင်ငံရေးကိုအပြည့်အစုံနဲ့ပဲကိုကပြောတာအပြည့်အစုံနဲ့ပြောတယ်လို့မမြင်ဘူးသူတို့တွေကတချိန်လုံးကျွန်တော်တို့နဲ့ဟိုကော်မရှင်နဲ့ပြည်ပခါတွေနည်းနည်းဖြစ်ဖြစ်နေတော့လေကျွန်တော်လည်းသတိထားပြီးတော့ပေါ့နားဝင်မလားဆိုပြီးတော့ပြောတော့ပြောတာပေါ့ဗျာ အဲ့လိုပေါ့ဗျာသူတို့စပြီးတော့ဒီရေကောက်ဘွက်ကိစ္စကိုအချိန်ကြီးအစပြီးတော့လုတ်တရလွလွမမမှုတွေကတော့အများကြီးရှိနေတယ်လေအဲ့ဒါတွေကိုသူတို့ကနောက်မှလိုက်ပြင်နောက်မှလိုက်ပြင်ဆိုတော့ကျွန်တော်တို့အလုပ်လုပ်ရတာတော်တော်လေးခက်တိကောက်တော့ဖြစ်တာပေါ့ဗျာအာနာသိန်းစကောင်စီရဲ့ရေကောက်ပွဲကော်မရှင်ကရေကောက်ပွဲအတွက်မဲစင်းတွေကိုစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ13ရက်နေ့အထိပထမအကြိမ်ဖြစ်14ရက်ကြာတက်ဆိုင်ရရက်ွက်ကြီးရအုပ်စုတွေမှာကထမှာဖြစ်ပါတယ် မဲစင်းတွေကိုရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်တွေမှာကျင်းပထားပြီးလာရောက်ကြည့်ရှုကြဖို့ရက်ကြီးအုပ်ချုပ်ရမှုတွေကနှိုးဆော်နေပေမဲ့ပြည်သူတွေကစိတ်ဝင်စားခြင်းမရှိသလိုကြည့်ရှုသူလည်းမရှိသလောက်နေပါနေပါတယ်ဒီသမလာ28ရက်နေ့မှာစေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပါတီဝင်ပေါင်း58ပါတီကကိုယ်စားလေလောင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပြီးအဲ့ဒီအထက်မှာတန့်ခံရေးပါတီကအများဆုံးဖြစ်ပါတယ် အနာသိန်းစစ်တပ်ကလုံးမဲ့ယူကော့ပွဲဟာတရားမဝင်တဲ့အတုအယောင်ယူကော့ပွဲဖြစ်တယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရ MNG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ